ာဒီတာကိုဒီနေ့ကအနောက်ဆုံးနှစ်ပဲဆိုပြီးတော့သတိကြီးကြီးပေးလိုက်တဲ့ရော်နီ ပရိသတ်များရှင်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကံတဝင်ကစားသမားဟောင်းဖြစ်တဲ့ဝိန်းရူနီကတော့အာဆနယ်အသင်းနေနဲ့ဒီယာဒီမှာပရီးမီးယားလိချန်ပီယံဆုကိုစွတ်ခူးနိုင်ခြင်းမရှိဘဲနဲ့ထပ်မံပြီးတော့လွဲချော်နေအောင်မယ်ဆိုရင်တော့နေပြမီခဲလ်အာတီတာနေနဲ့ယာဒူကနေပြီးတော့ထုတ်ပယ်ခံရနိုင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အာဆနယ်အသင်းကပြီးခဲ့တဲ့၃ယာဒီဇက်တိုက်ဒုတိယနေရာသာရခဲ့တဲ့အသင်းဖြစ်ပြီးတော့ဒီတယာဒီမှာတော့ယာဒီအစ၉ပွဲမှာ၇ပွဲအထိကို ိုအနိုင်ရရှိထားတာကြောင့်ဇယားထိတ်မှာ လေးမှတ်အတာနဲ့ဥဆောင်နေတာဖြစ်ပါရင်တနင်္ဂနွေနေ့ကခရစ္စတာဘာလစ်အသင်းကိုတကူကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကအာဆနယ်ကိုဆယ်ပွဲစတိုက်ရှုံးခွေးမရှိတဲ့မှတ်တမ်းကိုပိုင်ဆိုင်စီပြီးတော့ခန်းစစ်ကလည်းငါးပွဲစတိုက်ဂိုးမပေးရအောင်ကစားထားနိုင်တဲ့အခြေအနေမှာရှိနေပါရင်အာဆနယ်အသင်းကလက်ရှိမှာစွမ်းဆောင်ရည်ကောင်းနေရရှိနေတဲ့အပြင်ပြိုင်ဘက်အသင်းတွေကလည်းရုန်းကန်နေရတာကြောင့်ချန်ပီယံစုအတွက်ရေဘ န်းအစားဆုံးအသင်းဖြစ်နေပါတယ် လက်ရှိချန်ပီယံလီဗာပူးအသင်းကနေပြအာနီစလော့လက်အောက်မှာပရီးမီယာလိလေးပွဲစတိုင်ရှုံးနေခဲ့ပြီးတော့အစ်စ်ခုနှစ်နေရာကိုထိုးကျသွားခဲ့တဲ့စိတ်ပျက်စရာကာလကိုဖျက်ဆီးနေရတယ်။ဂျပန်မှာလည်းမန်စီးတီးအသင်းကလည်းဒီရာသီမှာသူတို့ရဲ့ပွဲစဉ်တဝက်လောက်နီးပါးမှာဆွဲတော့အမှတ်တွေရောခဲ့ရပါတယ်။ဒီတစ်ပတ်မှာပဲလီဗာပူးမန်စီးတီးနဲ့ချယ်ဆီတို့ရှုံးပွဲတွေခြုံတွေ့ခဲ့ရတဲ့အတွက်ဘုံမောက်စပါနဲ့စန်တာလန်တို့ကအာဆင်နယ်ရဲ့နောက်တော်ဖော်နေရာတွေကိုရယူနိုင်ခဲ့ပါတယ်။ အဲဒီအတွက်ရိုနီကအာဆနယ်အသင်းနေနဲ့2004ခုနှစ်နောက်ပိုင်းပထမဆုံးပရီးမီယာလိဖလားကိုတရားသီးမှာရယူနိုင်လိမ့်မယ်ဆိုပြီးတော့ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါသာဖြစ်မလာခဲ့ဘူးဆိုရင်တော့နေပြအာတီတာအနေနဲ့အသင်းရနေပြီးတော့ထုတ်ပယ်ခံရနိုင်တယ်ဆိုပြီးတော့လည်းပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။အာဆနယ်အသင်းကအာတီတာကို2019ခုနှစ်ဒီဇင်ဘာလမှာနေပြဖြစ်ခန့်ခဲ့တာဖြစ်ပြီးတော့ Emirates ကွင်းမှာရောက်ရှိလာပြီးတဲ့နောက်ပိုင်းအာတီတာရယူပေးထားခဲ့တဲ့တခုတည်းသော စုဖလားက က MFA ဖလားတာပြစီရရှိတာဖြစ်ပါတယ်။အဲဒီအတွက် Ronnie ကအာဒီတာနေနဲ့ဒီရသည်မှာစင်ကြေးပေးစီရလုံးဝမရှိတော့ဘူးဆိုပြီးတော့ပြောဆိုလိုက်ပါတယ်။အစနေမှာကောင်းမွန်တဲ့ကစားသမားတွေနဲ့ကောင်းမွန်တဲ့အသင်းလူစင်ရှိပါတယ်။ Michael Adida ကဒီအချိန်လေးကိုစောင့်ဆိုင်နေခဲ့ရတာဖြစ်ပြီးတော့ဒီအချိန်လေးမျိုးအရန်ဟိုနေဆက်နေပါပြီ တချို့သူတို့ဟာဆိုရင်တော့ရာသီတွေမှာရမက်ကောင်းကောင်းစူဆောင်းထားနိုင်ခဲ့ပြီးတော့အဲဒီရမက်တွေကတခြားနှစ်တွေမှာဆိုရင်ချန်ပီယံဖြစ်ဖို့လုံလောက်တဲ့အမှတ်တွေပါပဲအာတီတာမှာအခုလိုအသင်းလူစင်မျိုးရှိနေတဲ့အတွက်သူတို့အတွက်မဲ့ပြီးဖလားကိုအမှန်တကယ်လဲမျောလင်းလို့ရနေပါပြီ။သူတို့ကရလက်ကောင်းတွေရအောင်လုပ်နိုင်ကြပါရဲ့။အတင်းကြမ်းခိုင်မှုလဲကောင်းတယ်။ကောင်းမွန်တဲ့တိုက်စစ်ကစားသမားတွေလည်းရှိတယ်။နောက်တန်းကလည်းအရန်ခိုင်မှာပါရဲ့။သူတို့ကရေပန်းအစားဆုံးအတင်းဖြစ်လာပါပြီ။ အဲဒါပေမဲ့အရင်ကလေသူတို့ထိတ်ဆုံးရောက်ခဲ့ပြီးတော့မှဖလားမရခဲ့ပါဘူးအဲဒီနေရာမှာကိုကထိတ်ဆုံးရောက်နေပြီဆိုပြီးတော့ဆက်နေနိုင်မလားဆိုတာကဖိအားပဲလို့ကျွန်တော်ထင်ပါတယ်သူတို့လုံနိုင်မှာပါအသင်းလူစင်းကအခုလုံလောက်နေပြီလို့ကျွန်တော်ထင်ပါတယ်သူတို့ဖလားရဖို့နှီးဆက်ခဲ့ပါပြီအတွေ့အကြုံတွေလည်းရှိခဲ့ပြီဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော်ထင်တာကသူတို့အစင်သည့်ဖြစ်နေကြပါပြီ။စူပလာရအောင်တင့်ဖြစ်နေပြီ။အခုဆိုရင်တော့စင်ဂျီပေးစရာအကြောင်းလဲလုံးဝကိုမရှိတော့ဘူးဖြစ်ပါတယ်။အကယ်၍သူတို့ဒီရာဒီမှာသာဖလားမရခဲ့ဘူးဆိုရင်တော့နေပြအပြောင်းလဲမြင်ရွယ်ရှိပါတယ်။ဆိုပြီးတော့ဝင်းရိုနီကတတိပေးသွားခဲ့တာလဲဖြစ်ပါတယ်။ ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့။ Like and Share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းအားလုံးထောင်းဆိုလိုက်ပါရရှင်။